ဲမင်္ဂလာပါရှင်ဒီနေ့ကတော့စီကာတောင်ရင်နဲ့ကောင်းကောင်းချေးကျင်တဲ့သူတွေအတွက်ပေါ့နော် Luxury Sansan Premium Bar တခုကိုရှာတွေ့တာပါတယ်ဒီဘားရဲ့နေရာကတော့အင်အားများကြီးလမ်းဒါဗဟန်းမှာရှိရဲပေါ့နော် Eden Social Club ပါ Eden Social Club ထဲကိုစရောက်တာနဲ့ဒီနေရာလေးကမသိရင်ဒါခြံဝင်းထဲမှာရှိသလိုမျိုးလေးဆိုတဲ့အခါကျတော့ဒီကားပါကင်ရပ်ဖို့အတွက်ကလုံးဝပူစရာမလိုဘူးပေါ့နော်တကယ်လို့မှကားတွေအများကြီးပဲဆက်ပါတယ်ဒီဘောင်းပါပေါ့နော်တခြားဒီ special နေရာတွေပေါ့နော်အဲ့နေရာတွေအရင်ဆုံးလိုက်ပြပေးပါမယ် ဒီဘားရဲ့ဒီ special place တွေတည်းကတခုပြောရမယ်ဆိုလို့ရှင်တော့ဒီဘားကောင်တာပေါ့နော်ဒီဘားကောင်တာမှာဆိုလို့ရှိရင် champagne တွေ wine plain တွေ alcohol plain တွေအများကြီးပေါ့နော်အရန်ကမှလှတယ်မှန်တမ်းပြောရရင်ဟိုကအပြင်ကတခြားဘားတွေမှာပေါ့နော်တခါမှမမြင်ဘူး plain ပုံစံဆိုလို့ရှိရင်အသက်အဆန်းတွေအများကြီးပဲရှိရယ်ပေါ့နော်အရက် plain ကဘာတွေကိုရောက်သားတူအောင်ခံလာရပါတယ် ဒီဘားရဲ့နေရာထိုင်ခင်းလေးကိုကြည့်မယ်ဆိုလို့ရှိရင်လည်း तू ကဒီ sofa settee လေးကိုမှပေါ့နော်တဝိုင်းစီတဝိုင်းစီလုပ်ပေးထားတာက private center လို့လည်းခံစားရရဲပေါ့နော်တဝိုင်းနဲ့တဝိုင်းနဲ့စကားပြောတဲ့အချိန်မှာဆူယံမှုကတော့အတိုင်းရှိတော့ရှိမယ်ဆိုပေမဲ့ပေါ့နော်ကိုဝိုင်းလေးနဲ့ကိုတီးတန့်လေးလာပြီးတော့ participate လုပ်လို့လည်းရပါတယ်ကိုကတော့ဘိုင်းရဲ့ border ကိုတက်လာပါတော့ဒီ border မှာဆိုလို့ရှိရင်လုံးဝ secret place တစ်ခုရှိရပါတော့အဲ့နေရာလိုက်ပြပေးမယ်ဘုရားပြောရင် secret place ကဒီနေရာပါအဲဒီနေရာမှာဆိုလို့ရှိရင်ဈေးကြီးရဲ့စီကာတွေရှိပါတယ် ဒီစီဂါရီကိုပေါ့နော်သူကထားတာဒီတိုင်းမဲ့ထားလို့မရဘူးပေါ့နော်ဒီလိုမျိုးအဲကွန်အဆိုလို့ရှင်လဲ24နာရီပေးထားရတယ်ပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှင်လဲသူ့ရဲ့ဒီအပူချိန်ရပေါ့နော်ဒီ65ဒသမ1ဒီဂရီဖာရန်ဟိုက်ပြီးတော့ရေငွေ့ဆိုလို့ရှင်လဲသူက72%ပေါ့နော်ယာဒီလိုက်တော့ပြောင်းနေတာပေါ့နော်ညရာဒီမှာဆိုလို့ရှင်တော့အပူချိန်တမျိုးဒါမိုးရာဒီမှာဆိုလို့ရှင်တော့အပူချိန်တမျိုးနော်ဒီစီဂါရီထဲမှာဈေးအနည်းဆုံးကကြတော့သူကကြတော့တလိပ်ကို2900ပေါ့နော်ဈေးအကြီးဆုံးဆိုလို့ရှင်တော့ဒီ Cohiba Cyclo 6ပေါ့နော်ဒီဟာကတော့တလိပ်ကိုသူက9သိန်းနဲ့မှ 6000ရှိရယ်ပေါ့နော်ဒီစီကာတွေကိုဒီမှာပဲဝယ်ပြီးတော့ဒီဘားမှာပဲတောက်ချင်တယ်တောက်လို့ရတယ်ဒီကနေဝယ်သွားပြီးတော့အပြင်မှာပဲတောက်ရင်လည်းရတယ်ပေါ့နော်စီကာကောင်းကောင်းကိုကြိုက်တဲ့တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီနေ့ကလုံးဝတော့နိုင်မှန်ပုံတော့ပျော်လို့ရတယ်ပေါ့နော်ဒီစီကာတွေကဒါကောင်းကောင်းမထိန်းသိမ်းထားဘူးဆိုလို့ရှိရင်သူကအဲ့ဒီမှို့တက်တာတို့ပြီးလို့ရှိရင်ဒီစေးသားတွေခြောက်တာတို့အမျိုးမျိုးပျက်စီးမှုတွေလည်းဖြစ်သွားနိုင်တယ်ဆိုတော့လေစီကာဝယ်ရင်းနဲ့ပေါ့နော်ကိုကကတ်တာလိုချင်တယ်ဆိုလို့ရှိရင်လည်းဒီဘားမှာပဲတခါတည်းကတ်တာတွေကိုလည်းဝယ်သွားလို့ရတယ်ဒီကစီကာပဲဝယ်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဒီမှာ free service လည်းပေးပါတယ် ဒါတွေကတော့ဒါလိုက်တာတွေပေါ့နော်လိုက်တာတွေဆိုလို့ရှိရင်လည်းသူကဒီဇိုင်းမျိုးစုံဈေးကလည်းအစားစားရှိရယ်ဒါ3,000 6,000အဲအလောက်3,000 5,000 4,000ပေါ့နော်ဈေးတွေမှာ3,000 6,000အဲလောက်ထိရှိပါတယ်ဒါဆိုလုံးဝဒါရုပ်ရှင်ကားတွေထဲမှာမြင်ဘူးတဲ့လိုက်တာမျိုးတွေပေါ့နော်ဒါလေးတော့ဆက်လိုက်ပေါ့နော်သူကကတ်တာရဲ့လိုက်တာရဲ့ပြီးလို့ရှိရင်ဒါပြာခွက်ပေါ့နော် ash tree ရဲ့သူကတခါရဲ့ပါပြီးတာဆက်လိုက်ပေါ့နော်ဇင်းလုံးတွေကလည်းအစားအစားရှိရဲဒီမှာဆိုလို့ရှိရင်က3000 3000အ 6000ပေါ့နော်အများဆုံးဆိုလို့ရှိရင်အနည်းဆုံးဆိုလို့ရှိတော့2 3000 6000တိရှိပါတယ်အခုဒါစီဇာတွေကတ်တာတွေပြပြီးသွားပြီဆိုတော့ဒီဘားမှာရှိတဲ့ဒါ private room ပေါ့နော်ဒီအထက်ဆိုလို့ရှိရင်ဒါကြိုပြီးတော့လဲ booking ယူလို့ရတယ်ပေါ့နော်ဒီ room charges only ကတော့ဒါတနာရီကိုသူက9000ယူတယ်ဒါ karaoke ဆိုလို့ရမယ်ပေါ့နော် TV အကြီးရှိပါတယ် toilet နဲ့ basin နဲ့ ရှိပါမယ်။ maximum ပေါ့နော်လူအများဆုံး12ရ15ရလောက်အထိပဲသူကလက်ခံတယ်လို့ပြောပါရတယ်။ကိုယ့်ဘာကိုပလင်းယူလာမယ်ဆိုလို့ရှိရင်တော့ဒါ border charges တွေထပ်ပြီးတော့ပေးရအောင်ပါပေါ့နော်။ဒါကတော့ border ကထိုင်လို့ရတဲ့စပွဲလေးပေါ့နော်။ဒီနေရာလေးမှာလည်းဒါတီးတဲ့လာပြီးထိုင်လို့ရပါတယ်။ဒီနေရာကြီးကတော့ဒါရိုးရိုးစပွဲရေးပဲပေါ့နော်။ room charges တွေပါအဲ့လိုမျိုးတော့မရှိပါဘူး။ ကဲအဲ့တော့စားစရာတောက်စရာရမှားတာကြီးပေါ့နော်အပထမဆုံးမိတ်ဆက်ပေးချင်တာကဒါအရင်တစ်ခါဝင်ကလာစားတော့တာအရန်မိုက်တယ်ပေါ့နော် Taiwanese braised pork rice ပေါ့နော်ဒီတော့ဝတ်သားကိုသူမီးအေးအေးလေးနဲ့သူအကြာကြီးချက်ထားတာပေါ့နော်ထမင်းနဲ့အစားလေးအရသာအဲ့လောက်ထိကောင်းမယ်လို့မထင်တော့ဘူးဒါပေမဲ့တော်တော်မိုက်တယ်စားရတာလေဒီဆောင်လာလို့ရှင်လေ ဒီဟာတကယ်စားတယ်နော်ကော့တေးကတော့ဒါဝင်လာတော့ဒါ Eden Blossom ပေါ့နော်ဒီဟာလေးကိုအရင်ပြောပြမယ်ဂျင်ရယ် Egg White ရယ်ပေါ့နော်ဝင်အပြင်မှာလည်းကော့တေးတွေတောက်ပေးမယ်တစ်ခါမှဒီ Egg White နဲ့ကော့တေးကတစ်ခါမှမတောက်ဘူးပေါ့နော်ပြင်းပြီးတော့လုံးဝမိုက်တယ်ရှာတတ်တာလေအရင်မိုက်တယ်ဒီဆိုင်မားကျတော့ကော့တေးတွေအားကြသွားဈေးနှုန်းကဒီ19900နဲ့ဒီ25900ဆိုပြီးတော့နှစ်မျိုးရှိရယ်ပေါ့နော် Pasta ရယ်ဒီမျိုး Wine ရယ်မှာလိုက်တယ်ပေါ့နော် Pasta ကျတော့ဒီဟာ Mary Me ဆိုတာ Chicken Pasta ရယ် MAR Wine တော့မဟုတ်ဘူးပေါ့နော် MAR Wine ပါ ချင်းနဲ့ပဲလူလက်သွားရပြီးတော့သူရဒီပါစတာလေးသူကခေါက်ဆွဲမဟုတ်ပဲနဲ့လေဒီမျိုးအခွေခွေလေးတွေဒီမျိုးလေးအခွေလေးတော့တစ်ချောင်းထွက်နေသေးတယ်ဝမ်းတော့တောက်နေကြမဟုတ်လားမသိဘူးနော်နည်းနည်းလေးပြင်းတယ်ဒါပေမဲ့မင်းကလေးနဲ့တော်တော်လေးလိုက်တယ်ပေါ့နော် ပါစတာကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီပါစတာကိုဒါ recommend ပေးရပေါ့နော်ဒါတော်တော်ကြီးဆားလို့ကောင်းတယ်။လုံးဝဆိုရင်အပြင်မှာဒါပါစတာရယ်ဆိုလို့ရှိရင်လည်းအီရယ်လို့ခံစားရတယ်ပေါ့နော်။အဲဒီပါစတာကြီးကကြောင်းနဲ့ချင်းပြုံးလေးနဲ့ပေါ့နော်။အတော်တော်လေးဆားလို့ကောင်းတယ်။အာပြီးတော့ဒီဟာနောက်ထပ်မိတ်ဆက်ပေးခြင်းနဲ့ menu လေးကတော့ဒါ time pot set တေးပေါ့နော်။ဒီဟာကြီးတပွဲလုံးကိုမှာသူက15000နဲ့မှ900ပဲရှိရပေါ့နော်။ရှုံးပြီးရလေ။လုံးဝရှာမှပြောဝင်သွား။တော်တော်ကောင်းတယ်။ပုံမှန်ဆိုဆက်တေးတော်တော်များဝါး6ခက်ခက်ကြီးလေ။ อีแลอีอ่ะแต่ว่าไอ้หมูลงมาไม่ชื่นซอสเองเนี่ยต้วยซ่าเองเนาะปูเปียกกางมาทําไมว่าดีไซน์ซ่าได้ยาล่ะปูเปียกใจเลยปုံตันนี่ก็ยังมาอยู่กว่าซั่นแล้วซั่นเลยမင်္ဂလာဆန်ဆန်လေးတောက်လို့ရရပါတော့ဒီကော်တေးလေးရဲ့နာမည်ကကျတော့သူက Travel in Paradise တဲ့ Aquatic ရဲ့ Tequila ရဲ့ကိုတဲ့ base camera လောက်ထားပါတော့သူအပေါ်နေပေါ့နာမည်လေးထည့်တဲ့အခါကျတော့ပေါ့လို့နာမည်အနက်လေးကိုအရင်ဆုံးရရပါတော့နာမည်မကြိုက်တဲ့သူတော့မထည့်ခိုင်းတယ်ပေါ့မယ်လေဒီဟာလေးနဲ့ချိုတယ်ချိုရင်မဲအခုနကော်တေးနဲ့ရှင်မယ်ဆိုလို့ရှင်တော့အခုနကော်တေးကပို့ပြီးတော့ရှတယ်ပေါ့နော်ပို့ပြင်းတယ်လို့ခံစားရတယ်ဒါတော့ပို့ပြီးတော့မင်္ဂလာနဲ့လိုက်တယ် သူကဒီဆိုင်မှာ barbecue ရယ်ဆိုလို့ရှိရင်သူကတကင်ချင်းမှာလို့ရရပေါ့နော်တချောင်းချင်းနဲ့သူကအရေးအတွက်တွေငါဈေးတွေရှိရယ်ပေါ့နော်အဲ့ဒါကိုကြိုက်တာအောင်မှာလို့ရပါတယ် cocktail တွေအဲ့ drinks တွေကတောက်စီကအမျိုး80လောက်ကြီးရရပေါ့နော်ဒါလုံးဝတကယ်တော်တော်များတဲ့ပမာဏလို့ပြောလို့အောင်ရတယ်ဟွန်းအဲ့ဒီကထုံးတဲ့အတိုင်းရုံးမတိသေးခင်ပေါ့နော်အာနောက်ဆက်ပြချင်တဲ့ cocktail တွေမျိုးရှိရပါတော့အဲ့ cocktail ကအရန်မိုက်တယ်ဟိုကဟိုတစ်ခါလာတော့ကပေါ့နော်အဲ့ cocktail ရဆိုအမွှေးထွက်လာပါတော့ဒါပေမဲ့အခုကအလင်းလေးချပါအမွှေးတော့မထွက်မရှိတော့ဘူး အာနည်းနည်းကျန်နေနည်းနည်းကျန်နေရတော့အမှုတ်ရထွက်လာစီကကြိုက်တဲ့သူတွေတွေ့ဆိုလို့ရှင်ဒါလုံးဝမိုက်တယ်ဒီကွာတဲ့ကိုလုံးဝကြိုက်မှာကွာလုံးဝကျင်းတည်တယ်အမှုတ်ရရကြတော့သူကဒီဝတ်တက်ချကိုပေါ့နော်မီးရှို့ပြီးတော့ဒီတဲ့ကောဒါစမော့ကြီးထည့်တာပေါ့နော်အဲယောက်ျားလေးဆိုတော့ဒါတော်တော်ကြိုက်မှာတကယ်ပြင်းတယ်တကယ်ပြင်းတယ်တကယ်ပြင်းတယ်ဒါအယ်ကိုဟောပါစံအများကြီးပါတယ်လို့ကပြောလို့ရတယ်ပေါ့နော်ခြုံလဲခြုံတယ်ခြိုးတာမှသူကပြင်းပြီးတော့အဲ့လိုမျိုးပါစံထဲမှာကွာအဲ့လိုအရသာလုံးဝဆွဲပြီးတော့ကြံခဲ့တဲ့ပုံစံမျိုးလေးတောင်မှသူကဖြစ်တယ် အဲ Eden Social Club မှာဆိုလို့ရှိရင် couple တွေအတွက်ဒါ romantic package တွေရှိရဲပေါ့နော် drinks ပါမယ် appetizer ရော main course ကပြီးတော့ dessert ကတော့နောက်ထပ်ပါသေးရပေါ့နော်အဲ့ဒီ package ကကြတော့သူကဒီနှစ်သိန်းနဲ့ပိုးတောင်းပေါ့နော်သူက test တော့မပါသေးဘူး couple တွေအတွက်ကတော့ဒါ romantic package တွေရှိပါတယ်ဒါကတော့နောက်ထပ် barbecue တစ်မျိုးပေါ့နော်ကြက်တောင်ပန်းပေါ့နော်ကြက်တောင်ပန်းကတော့တော်ရရတော့ဘာတွေပါလဲကြက်တောင်ပန်းတော့မှားစားကြပါလေဒါပေမဲ့ဒီမှာကျတော့တည့်တဲ့အချိန်မှာ flavor ကတော့တခြားနဲ့မတူဘူးပေါ့နော်ခုမှလာချရမလို့လည်းလုံးဝပူပူလေးပဲရှိသေးတယ် တနေစားလိုက်တယ်မနော်လက်စေးပြီးသားတော့ကင်ထားတာလေအထက်မှာလည်းအသားဥနေရပဲအရသာတော်တော်လေးကောင်းတယ်ကွာကြက်တောင်ပန်းကရလည်းအထက်မှာလုံးဝအသားနိုးဥနေပြီးတော့လေအမွှေးအရသာတော်တော်လေးကောင်းတယ်အပွားနေပြီးတော့ကျက်သွမ်းမေးလေးလည်းဖြူပေးထားတာပေါ့နော်ထောင်းစနက်မတွဲမစားပဲဒီတိုင်းစားရမှာအရသာတော်တော်လေးကောင်းတယ်အစားတောက်တွေလည်းပြပွားရဲဆိုတော့ဒီဆိုင်ရတာကိုတိုင်းလို့ပေါ့နော် desert ကိုပြပေးပါမယ်ဘုရားအကြိုက်ဆုံးလာပါပြီ ဒီဆိုင်ရဲ့လုံးဝအကြိုက်ဆုံးမန်ယူပေါ့နော်ဒါဒီဆိုင်ကိုလာတဲ့ဧည့်သည်တောင်ကျွေးရပေါ့နော်ဒီဆိုင် desert ပေါ့ဒါအပြင်ပါလေဟိုင်းပါလုံးဝမစားဘူးကွာဟိုကဟိုတစ်ခါကလာတော့ရောက်အရန်ကြိုက်သွားတာသူကဒီကြောက်ကြောရဲ့နွားနို့ရဲ့ပေါ့နော်အဲ့ဒါကိုလှုပ်ထားပြီးတော့အပြင်ကနေပေါ့အုံသီးမုံလေးဖြူပေးထားပြန်မိုက်တယ်ဆိုတာ snow pudding လို့ခေါ်တယ်တဲ့တော့အချိုများမဲ့မုံလို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့လုံးဝသူ့ရဲ့အချိုတက်လေးကလည်းပုံမှန်အချိုတက်လေးပဲအဲ့ဒါမှ only နဲ့လေးကမှုံမွေးလေးနဲ့ရှာရဲကိုပျော်ဝင်သွားတာ ဟုတ်ကဲ့ဒီတစ်ခါဗာမဲ့တော့ program ကဒါချိန်ခဲ့တဲ့ဘာတော့ဒါ Eden Social Club ပေါ့နော်ဒါပြောရမယ်ဆိုလို့ရှင်တော့ဒီဆိုင်ကဒါလုံးဝအေးအေးဆေးဆေးနဲ့လာပြီးတော့ချိန်ချင်တဲ့သူတွေပြီးတော့စီကကြိုက်တဲ့သူတွေအတွက်တော့ဒီကလုံးဝတော့ဒါ Hidden Place ဆိုလည်းပြောလို့ရရပေါ့နော်ဒီ Eden Social Club ရဲ့လိမ့်စာလေးကကြတော့ဒါအင်းအားမြိုင်လမ်းဗဟန်းမြို့ထဲမှာတရှိပါတယ်အဲ့တော့စီကလည်းကြိုက်တယ်ဒါမှမဟုတ်ရှင်လည်းကိုယ်တိုင်ချင်းနဲ့ပေါ့နော်ဒီမျိုးမန်နျူးကောင်းကောင်းကော်တေးကောင်းကောင်းလေးအရက်ကောင်းကောင်းလေးနဲ့ပေါ့လာပြီးချိန်ချင်တဲ့သူတွေအတွက်တော့ဟုတ်ကဲ့ဒီတစ်ပတ်မှာဒီ Eden Social Club ညှိနှိုင်းခဲ့တာဖြစ်ပါတယ်ရှင်ဒါဆိုရင်နောက်ပလိုက်မှာပြန်တွေ့ပါမယ်